စမ်းတော်တော်အနေနဲ့လာမဲ့အာချချန်ပီယံလိမှာ RSB ရဲ့တိုက်စစ်မှာအကောင်းဆုံးဥဆောင်နိုင်မလားဆိုတာကျွန်တော်တို့တွေးကြည့်အောင်အမှန်တမ်းပြောရင်အာချချန်ပီယံလိပွဲတွေဟာမြမလေရွေစဉ်အသင်းမှာဝင်းတဲ့ငွေတွေမပါဝင်နိုင်တဲ့အချိန်တွေမှာအဓိကဥဆောင်ကစားမဲ့စမ်းတော်တော်နဲ့အခြားကစားသမားတွေအတွက်အတွေ့အကြုံများစွာပေးမဲ့ပြန်ပွဲဖြစ်တဲ့အတွက်မြမလေရွေစဉ်အသင်းအတွက်ပူကြိုးရှိတဲ့ပြန်ပွဲပါဒါကြောင့်မလို့ဒီပြင်ဆင်မှုကလိုကိုလိုပါတယ်ဝင်းတဲ့ငွေထုံးကရေရှည်မှာ ရှည်စွမ်းအကြပဲရှိပါတော့တယ်။ဒီအတွက်တိုက်စစ်ပြဿနာကိုယခုတည်းကပြင်ဆင်ခွင့်ရလိုက်သလိုပါပဲ။ဆန်းတော်ကဒူအားကောင်းတယ်ရုံးရုံးအားကောင်းတယ်ဒီတူဦးချင်းဆွမ်းရည်တွေမှာကောင်းတယ်။ဒါပေမဲ့အရက်မောင်းမှာအားနေတဲ့အတွက်တွန်းတွန်းတိုက်မမှန်ထန်ထန်ကစားကြပြီဆိုရင်ဘောလုံးကင်ဟန်းနိုင်ဖို့ခွင့်ရင်းနေပါတယ်။မြန်နိုးခင်ကိုပါခေါ်ထားပေမဲ့စူပါဆပ်အနေနဲ့လောက်ပဲသုံးနိုင်ွယ်ရှိပါတယ်။ရင်လုံးအိမ်ကလည်းတိုက်ဆက်မှုဆွစင်မဟုတ်ပါဘူး။အဲ့ဒီပြင် ဒီမြန်တော်မြင့်တင်ကစားရမယ့်ပွဲတွေမှာရင်လုံးအိမ်ကတိုက်စစ်မှုနေရအတွက်မလိုက်ဖက်ဘူးလို့ယူဆမိပါတယ်။ဒါကြောင့်မို့လို့ဆန်းစစ်တော်ကိုတိုက်စစ်မှာတင်ကစားမယ်ဆိုရင်ဒီလက်မြန်မှုကိုအသားပေးတဲ့ပုံစံနဲ့မှအံဝင်ပါပါ။ဒီတောင်ပံနဲ့ကွန်းလေကဒီမိမိအသင်းဘောတွေပေးမဲ့ဘောလုံးတွေကိုတစ်ဖက်နောက်ခံလူတွေကြားထဲကဖြတ်ပေးပြီးတော့ဆက်ချစ်ကထဲမှာအပြင်းကန်သွင်းတာတွေဆက်ချစ်ကထိတ်ကန်နေအတွင်းကိုချိုးဝင်ပြီးတော့အပေါ်ရောကိုလှမ်းကန်တာတွေမျိုးကိုယခုလည်းကတေချာပြင်ဆင်ထားမယ်လို့ကြုံကြည်ပါတယ်။ န်းသာတော်ကဒီဝင်းသိငီထွန်းနဲ့ကစားပုံကွဲပြားပါတယ်အဆုံးသက်ပိုင်းလည်းအနေငယ်ပြင်ဆင်ဖို့လိုပါတယ်ဒီလူငယ်လေရွေးစဉ်အဆက်မှာဆန်းသာတော်ကိုကျွန်တော်တို့အများကြီးမျှော်လင့်ထားတာပါဒါကြောင့်မလို့ယခုတည်းပို့ပြီးတော့ဒီငိန်နဲ့ဆွမ်းဆောင်ရည်မျိုးအားထားချက်မြင်ရည်ပွဲမှာပြသနိုင်မယ်လို့ကျွန်တော်တို့မျှော်လင့်ပါတယ်ဒီစုဝန်သင်းကိုဆန်းသက်သောရုံးဝတီလန်တို့ရဲ့ဒီမြန်နှောင်းမြေပြေးရတွေကတိုင်းနာတကူတိဒုက္ခပေးနိုင်မယ်လို့ထင်ပါတယ်။အဲ့ဒီပြင် ဆန်းသွားတော့ကလည်းသူပါလဲဆိုတာလုံးပြနိုင်မဲ့ပြန်ပွဲလို့ထင်ပါတယ်ဆန်းသွားတော့အခုဒီ traffic ကိုတိတ်ချဥဆောင်နိုင်ရင်လာမဲ့စီးကိန်းအတွက် traffic ကစားပုံတွေကိုမြန်မာအသင်းနည်းပြအနေနဲ့ရွေးချယ်စရာများသွားပြီလို့ထင်ပါတယ်ဒါကြောင့်မို့လို့ကစားကွက်တွေကိုလိုသလိုပြောင်းသုံးနိုင်ရင်မြန်မာအသင်းအတွက်ပိုကျိုးရှိပါတယ်ဟုတ်ကဲ့ဆောင်းနေကြည့်ရပြည့်အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ